ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျ။စကားပြည့်တဲ့များအားလုံးပဲမင်္ဂလာပါဗျာ။ ဒီအပြောင်းရွှေ့ရာသီမှာလက်ပါပူအသင်ကအသစ်ခေါ်ယူလိုက်တဲ့ frame ပေါင်းနဲ့ပတ်သက်ပြီးတော့ဒါသုံးသပ်ပြောဆိုပြီးတော့မှဖြစ်ပါတယ်ခင်ဗျာဒီအစဉ်ဆိုတော့ကျွန်တော်နဲ့ဒူအာဂါသကလောင်ရှင်ဖြစ်တဲ့စီတူကသုံးသပ်ပြောဆိုပြီးတော့မှပဲဖြစ်ပါတယ်ခင်ဗျာစီတူရေမင်္ဂလာပါမင်္ဂလာပါကိုအဟုတ်ကဲ့ပါအခုဆိုရင်ဒါလက်ပါပူအသင်ရနော်ဒီထွက်ခွာသွားတဲ့ဒီအလက်ဇန္ဒာအာနိုရဲ့နေရာမှာဒါ ဂျမိန်ဖရန်ဘောင်တော့ဒါလီဘာလီဘာကူဆင်တင်းရနေခေါ်လိုက်ပြီเนาะအရင်ဆုံးဒီလီဘာပူကိုရောက်လာတဲ့ဒီဖရန်ဘောင်နဲ့ပတ်သက်ပြီးတော့ဒါအရင်ဆုံးပေါ့စီတူရဲ့ဒီခန်းစားမှုအမြင်လေးကိုအရင်ဆုံးစပြီးတော့ပြောပြပါအောင်ဗျဟုတ်ကဲ့ဒီလီဘာပူရဲ့ shift တစ်ခုပေါ့เนาะအာနိုးနဲ့ကစားပေါက်တော်တော်လေး꽌ပြတယ်အာနိုးက progressive pass တွေကိုပေးတယ်လို့ဆိုရင်ဖရန်ဘောင်က progressive carries လုံးမယ်သို့မဟုတ်ဒီပေးလိုက်တဲ့ progressive passes တွေကို receive လုံးမယ်ကစားသမားဖြစ်တယ်အဲ့တော့နည်းနည်းလေး နည်းနည်းလေးတော့မဟုတ်ဘူးပေါ့နော်တိုက်စစ်အကျိုးပြုပုံချင်းတိုက်စစ်အာတန်ကြနာချင်းတူတယ်ဒါပေမဲ့အာတန်နဲ့နီလန်ချင်းကွဲပြားနေတဲ့ကစားသမားဖြစ်တဲ့အတွက်ဒါလီဗာပူးပြည်သက်တွေရောပရီးမီယာလိပြည်သက်တွေအတွက်ပေါ့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းမဲ့ကစားသမားတယောက်ဖြစ်တယ်ဆိုတာဒါကျွန်တော်ရဲ့ခံစားချက်ပေါ့နော်အဲပြီးတော့ဒီစားသမားအနေနဲ့လီဗာပူးအကျိုးပြုနိုင်ချေတော်တော်လေးကိုမြင့်တယ်ဒီလီဗာပူးကတိုက်စစ်အသားပေးကစားတယ်ပြီးတော့ဒီအရေးကြီးတာကဒီသူ့ရဲ့ဂိုးသွင်းတော့ပြီးတော့ဂိုးတိုက်စစ်အတွက်ဒီဂိုးဖန်တီးပေးမှုနဲ့ပံ့ပိုးပေးမှု ပမာဏကတော်တော်လေးကောင်းမွန်တယ်ပေါ့နော်အဲ့တော့ဒီချက်တွေအရာလဲလီဗာပူးအတွက်စိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့လီဗာပူးအသင်းကဒါအာနိုကငွေမွေးချပ်ပေါက်ကစားသမား home grown player ဖြစ်တယ်ပေါ့နော်အဲ့တော့ home grown player ထွက်သွားတယ်သူ့နေရာပြန်အစားသွင်းလိုက်တဲ့ကစားသမားကလည်း home grown player ဖြစ်နေတယ်အဲ့တော့ဒီအသာချက်ကအဲအဲ့လိုအချက်လက်တိုက်ဆိုင်မှုမလွယ်ဘူးပေါ့နော်ဒီဥမာ Manchester City ဆိုရင် home grown player ပြည်အောင်သူတို့အနေနဲ့ Scott Carson ကိုဒါဖန်လည်းမဖန်ခိုင်းမင်းနဲ့အမြင်နဲ့ခေါ်ထားတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်ဒါအခုဟို print found ပုံစံမျိုးကြတော့ ပတိပဲလိုချင်တဲ့အရေးသွေးနဲ့လည်းပြည့်ပြီသူကလည်း automatic home ground ဖြစ်နေရယ်ဘာလို့လဲဆိုတော့သူ Manchester City ရဲ့ academy မှာသူကစားခဲ့တယ်ပေါ့နော်ငွေရစင်ဘဝတော့ဟာငွေ Manchester City academy ကထွက်ပေါ်လာပြီးတော့ဆက်တက်သင်ရောက်တယ်ပြီးတော့မှ Liverpool စင်ရောက်တယ်အဲ့တော့သူကဒီ Premier League ရဲ့စီးမြင်တဲ့ညီနေတဲ့ home ground player ဖြစ်နေတယ်ပြီးတော့ English ယဉ်ကျေးမှုနဲ့လည်းသူအော်ဒီအသားကြပြီးသားဖြစ်တယ်ပြီးတော့ပင်ကိုကလည်းဒါ dash player ဖြစ်တဲ့အခါမှာဒီ cultural ဘိုင်းဆိုင်ရာကလည်းကွက်တီပေါ့နော် English ယဉ်ကျေးမှုနဲ့ကွက်တီဖြစ်နေတဲ့အသားချက်လေးတွေပါ ါရရှိရလို့ကျွန်တော်တော့ခဏဦးပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါဒါလီဗာပူးအသင်းနေနဲ့ပေါ့လေဒီဒီထွက်ခွာသွားတဲ့အလက်ဇန္ဒာအာနိုးရဲ့နေရာမှာဒါအစားထိုးဖို့ဟိုဘယ်လိုပြောမလဲတိုင်းရိုက်အစားထိုးဖို့တော်လေးခက်ခဲတယ်ပေါ့လေဘာဖြစ်လို့ဆိုတော့အာနိုးကဒါဖူးဘက်ကစားသမားတယောက်ထက်ကိုပိုတဲ့ကစားသမားလည်းဖြစ်နေတယ်။အဲသူကအဓိကတော့ဒီကွင်းလမ်းမှာတက်ပြီးတော့တော့မှကစားနိုင်တယ်။နောက်ပြီးတော့ဟိုလိုအပ်လို့ရှိရင်ပေါ့လေဒီတန်ဖိုးအတင်ချပုံစံမျိုးတော့မှသူကကစားနိုင်တာဆိုတော့အခုလက်ရှိရောက်လာတဲ့ frame ပေါ့ညာအာနုနဲ့လည်းလုံးဝဟို plain style လုံးဝကွာကွာချားတယ်ပေါ့လေ။နောက်ပြီးတော့ ီတကယ်ကိုသူ့ရဲ့ဒီဘယ်လိုပြောမလဲဒီစွမ်းဆောင်ရည်တွေပါရဒီအားလုံးကတော်တော်လေးကိုကွာတယ်နောက်ပြီးတော့ဒီသူ့ရဲ့အရန်မောင်းတဲ့ physical အရာကိုလက်ရှိဒီ premier league မှာအသားကျနိုင်မှာမသိဘူးအဟုတ်ကဲ့ဒီ physical ဘိုင်းကိုပြောရမှာဆို physical ဘိုင်းကတကယ်တော့အားကောင်းတယ်တော်တော်လေးပြီးတော့ तू က speed ဘိုင်းဆိုင်ရာတော်တော်လေးအားကောင်းတယ်တော်တော်လေးညံတယ်တွတ်တယ်ဆိုတော့အခြေအနေမှာရှိတယ်ပေါ့နော်အဲ့တော့ physical ဘိုင်းပြဿနာတော့ကျွန်တော်မမြင်မိဘူးသူဒီကစားခဲ့တဲ့တောက်လျှောက်ပေါ့နော် setic မှာလည်းကသူ့ရဲ့ physical အကျော်ကြတယ်ကျွန်တော်စက်တစ်ပွဲကြည့်ဘူးလို့တော့မဟုတ်ဘူးဒါပေမဲ့ဒီကျွန်တော်တို့ game fever game တွေ manager game တွေဆော့တဲ့အခါမှာဒီ physical ဘိုင်းအရင်ကောင်းတဲ့ player ရဲ့အရင်မြန်တဲ့ player တွေထဲမှာဒီ Jeremy Flinpaw ပါဝင်နေပေါ့နော်အဲ့တော့အဲ့ဒီကလေးကဒါတိမိခဲ့တာပေါ့ Liverpool ဆင်ရောက်တဲ့အချိန်မှာတော့ကျွန်တော်တို့ပို့ပြီးတော့မြင်လာရတယ်ပေါ့နော်အဲ့တော့သူ physical အားကောင်းတဲ့ player တယောက်ဖြစ်တဲ့အတွက် Premier League ရဲ့ intensity Premier League ရဲ့အမြန်နှုန်းနဲ့ကိုက်ညီနေတယ်ပြီးတော့ကစားဟန်ပိုင်းမှာတော့ Alexander Arnold ကဒီစပေါ်တော့ကတော့ဒီ Flinpaw တို့လိုပုံစံဆန်တယ် သူအရှိကိုအာဒီ flying fullback အနေနဲ့တက်ပြီးတော့ကစားရတဲ့ပုံစံပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာသူ့ရဲ့ဒီ passing တွေက cross တခုလည်းမဟုတ်ပဲね long ball တွေဒီ short pass တွေ pass distribution ပြီးတော့ pass volume အရင်များတယ်ပေါ့နော်အဲ့တော့ကွင်းလယ်ကစားသမားတယောက်လို့ပြပို့ပြီးတော့ဒီကစားကွက်တည်ဆောက်မှုမှာလည်းပါဝင်နေအဲဒီလွတ်လာရင်အခါအလျော်ဆိုအရှိကိုတက်ပြီးတော့ခုန flying ပုံစံအပေါင်းကစားရတယ်ပေါ့အဲ့တော့အဲ့လောက်ထိအပေါင်းကစားနိုင်တဲ့ player ကလက်ရှိဘောလုံးကမ္ဘာထဲမှာအဲတော်တော်လေးကိုရှားတယ်ဥမာ Hakimi ကအဲ့လိုကစားနိုင်တယ်ဒါပေမဲ့ Hakimi က person ဒီစွမ်းဆောင်ရေးပေါ့နော်တို့ရဲ့သူ့ရဲ့ pass ability ကအာနိုလောက်မရှိဘူးအာနိုလောက်လောင်းဘောရေးလည်းမပေးနိုင်ဘူးအာနိုလိုလှပလောက်လှပတဲ့ crossing တွေလည်းမထွက်ဘူးပေါ့နော်အဲ့တော့အာနိုကလုံးဝတီးတန့်လေးတစ်ခုမှရှိဒါပေမဲ့အဲ့အာနိုကလည်းဘာမှမကိုကမရှိနိုင်တော့သူတို့ရဲ့အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော်မရှိနိုင်တော့တဲ့အခါမှာကျွန်တော်နောက်ထပ် variable တွေစဉ်းစားတဲ့အခါမှာလက်ရှိကမ္ဘာ rival locker မှာဒါထိတ်ဆုံးမှရှိနေတဲ့ player ဆို Hakimi အဲ့သူ့ကိုလည်းခေါ်ဖို့မဖြစ်နိုင်ဘူးပြီးတော့ Barcelona က Conte ဒါ तू ကလည်းခေါ်ပုံမဖြစ်နိုင်ဘူးပြီးတော့ तू ရဲ့တိုက်စစ်ပိုင်းအပတ်ပုံမူကအခန့်သက်ရှိတယ် तू ကကန်စစ်ပုံစံပြီးတော့စန်တာဘက်ဘောက်ကလာရလို့ဖြစ်တယ်အဲ့တော့ဒီနှစ်ယောက်ကလွယ်လို့ကျန်တဲ့တန်းထဲမှာကြည့်မယ်ဆိုရင် Jeremy Frim ဘောင်းအကောင်းဆုံးလို့ပြောလို့ရတယ် Don Freeze ရှိတယ်ပေါ့နော် Inter Milan ဒါပေမဲ့ Don Freeze ကဒီအသက်ရွယ်ကလည်းဒါ28 29တန်းအောင်ရောက်နေပြီအဲ့တော့ Jeremy Frimpong တို့ကြတော့25တန်းဖြစ်တယ်အဲ့တော့အရာအလုံးနဲ့ချင်းကြည့်လိုက်မှဆိုရင်အာနိုးကိုဖယ်လိုက်ပြီးတော့ဖြစ်တင်တဲ့ဖြစ်နိုင်ခြင်းရှိရတဲ့မှာအကောင်းဆုံး option တစ်ခု ဖြစ်နေတယ်ပြီးတော့သူ့ရဲ့ဒီ play style ပေါ့နော်အာနုနဲ့တော့ခုနလို passing bind တွေတော့မတူညီဘူးဒါပေမဲ့သူ့ရဲ့ဒီပံ့ပိုးနိုင်တဲ့ play style ကြတော့သူအရှိကိုပြတ်တက်နိုင်တယ်ဘောလုံးတွေကိုအာနုထပ်ပို့ပြီးတော့ဒီ progressive carries လို့ခေါ်တဲ့ဘောလုံးသဲဆောင်နိုင်မှုသူလုပ်နိုင်တယ်ပြီးတော့ cross ball မျိုးမှာအာနုနဲ့အရင်မကွာဘူးကျွန်တော်တို့ data sample တွေရှင်းကြည့်တဲ့အခါမှာအာနုနဲ့မကွာတာမြင်ရတယ်ပြီးတော့ဒီအရေးပါတဲ့အချက်ကသူ့ရဲ့ဒီနေရာယူပြီးနေတဲ့ပုံစံပေါ့နော်နေရာယူပြီးနေတဲ့ပုံစံကဒီတောင်ပံပေါ့နော်ဟိုလေးလေးနှစ်ကွင်းလေရဲ့ညာတောင်ပံကစားသမားတစ်ယောက်လိုမျိုး ူကအဲ့အရှိပိုင်းကိုတော်တော်လေးတာဝန်ယူပြီးတော့နေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုရှိနေခြင်းကအဲ့တောင်မန်ကျော်တကျော်လုံးကိုအသားဟိုဘယ်လိုပြောမလဲအပိုင်စားရအောင်ကစားနိုင်ခြင်းကဟိုကမဆာလာကိုအတွင်းထဲကိုပို့ပြီးတော့ရွှေ့ဖို့အတွက်အထောက်အပံ့ဖြစ်စေနိုင်တယ်အဲ့တော့ဒါကဆာလာအတွက်အရေးပါတယ်ပေါ့နော်အဲ့တော့ဆာလာဒီယာဒီမှာတချို့ပွဲတွေအင်မတန်ရုန်းကန်တဲ့ပွဲတွေရှိတယ်အဲ့ပွဲတွေကဒီ center back တွေ center back တွေအရင်ဒီစက်ညက်ပြီးတော့ပိတ်ဆို့တဲ့အသင်းတွေပြီးတော့ဒီဆာလာအနေနဲ့ဟိုဘတောင်မန်းတွေ ဒီသွားပြီးတော့ carry စီလောက်ရတဲ့အခြေအနေတွေအဲ့တော့အဲ့အခြေအနေတွေကမှဆာလာတော်တော်ဒုက္ခရောက်လို့ရှိရဒါပေမဲ့အဲ့အခြေအနေပါဒီဆာလာကို hash space ထည့်ပြီးတော့ဒီဘက် wide area မှာ frame bound ကအပြည့်ဝနဲ့ယာယူထားနိုင်တယ်ဆိုရင်ဆာလာအတွက်ကိုးပေါင်းနဲ့ပိုနီးတယ်ပြီးတော့ဒီပြန်ဘက်ခန်းစစ်ကစားသမားတွေကိုဒီ out numbering လောက်ထားတဲ့ကစားသမားတရားပို့လာရတဲ့ဆာလာအနေနဲ့ပို့ပြီးတော့ကစားရတာချောင်းချောင်းလည်းလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီလိုနီလန်အဖြစ်အာနိုးနဲ့မတူတဲ့နီလန်အဖြစ်တိုက်စစ်ကိုပံ့ပိုးနိုင်စွမ်းရှိနေတဲ့ကစားသမားအဖြစ်ကျွန်တော်တို့မြင်ရတယ်ခင်ဗျာ ဟုတ်ကဲ့ပါစီသူအဲ့ဒါဆိုဟိုဟာ friend bound ပေါ့လေအခုဆိုတာဒီဘယ်လိုပြောမလဲဒီသူရောက်လာတာပေါ့လေဒီလီဗာပူးသင်းရဲ့ တကယ်လို့ပါတော့သူဒီညာညာချမ်းနဲ့သူပွဲထွက်မယ်အဲ့လိုဆိုရင်တော့ဒီဘယ်လိုပြောသူ့ရဲ့ကစားဟန်အရာပေါ့လေသူကတကယ်ကိုပဲဒီ overlap run နေရဲ့နောက်ပြီးတော့ဒီဒီ other ball movement run နေမှာတကယ်ကိုပဲအနုနဲ့လည်းမတူဘူးနောက်ပြီးတော့ဒီစာလာရဲ့ဒီအသက်ရွယ်အပိုင်းချရတကယ်ကိုသူ့စီကဒီအလုံးလုံးနိုင်စွမ်းရှင် short ချမယ်ပေါ့လေဒီနေရာမှာ frame bound ကလည်းဟိုဘယ်လိုပြောမလဲအရေးပါလာမယ်ပေါ့လေအရေးပါမှာဆိုတော့အခုမျိုးဒီအာနုနဲ့မတူတဲ့ကစားသမားကိုလည်းရလိုက်တယ်အဲနောက်ပြီးတော့အရန်မှာလည်းဟိုဟာ corner ready လေးရှိသေးတယ်ဆိုတော့ ဒီလီဗာပူးအသင်းရဲ့ဒီကစားကွက်ဒီစောက်ပုံရဲ့ဒီညာချမ်းအလုပ်လုပ်မှာတော့ဟိုပြောင်းလဲသွားမလို့လေထင်နေဆိုတော့ဒီဘယ်လိုမျိုးပြောင်းလဲသွားနိုင်လဲစီသူဟုတ်ကဲ့ကိုအဲကျွန်တော်ခုနကရှေ့မှာနည်းနည်းလေးပြောခဲ့သလိုပေါ့နော်ဆာလာဟက်စပိစ်တွေထည့်လိုက်တဲ့အခါမှာသူ၉ပေါက်နဲ့ပို့နှီးသွားမယ်ပြီးတော့သူ့ရဲ့ပြေးရမယ့် land တွေပို့ပြီးတော့တူသွားမယ်အဲ့တော့ဒီ total distance နဲ့ပြီးတော့ဒီ sprint distance တွေပို့ပြီးလျှော့သွားမယ်လျှော့သွားတဲ့အခါမှာအာဟိုပို့ပြီးတော့တတ်တာမယ်ပေါ့နော်တတ်တာမယ်အခါမှာဆာလာရဲ့ကစားသမားဘဝပို့ပြီးတော့ရှေ့မယ်ပြီးတော့ဒီ ကောင်းတဲ့အချိန်ပို့ပြီးရှေ့အောင်လုပ်လို့ရတယ်ပေါ့နော်ဒါအသာချက်တခုအပြီးတော့ frame bound ဒီအာနိုထက် speed အများကြီးပုံပြန်တယ်အဲ့တော့သူ့အနေနဲ့ recovery run တွေပို့ပိုပြေးနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်ရတယ်ပြီးတော့ဒီကျွန်တော်တို့ tackle နှုံးအားဖြင့်ကြည့်မယ်ဆိုရင်အဲဒီအာနိုရော frame bound ရောဖြတ်ထုတ်မှုကောင်းတဲ့ကစားသမားတွေတော့မဟုတ်ဒါပေမဲ့ဒီ tenacious ဖြစ်တယ်လို့ကျွန်တော်တို့ဒီဘောလုံး channelism မှာသုံးလုံးကြတာပေါ့နော် ဖြတ်အားရှိတယ်ဒီတက်တော့တင်းတင်းနဲ့ aggressive ဖြစ်ဖြစ်နဲ့ဒီဖြတ်နိုင်စွမ်းလေးရှိတယ်ပေါ့နော်အာနိုကအဲ့ဒါမရှိဘူးအာနိုက ဒီမသိရင်ပြင်းသလိုမလူကျင်သလိုလိုပုံစံမျိုးလေးရှိတယ်ပေါ့နော်အဲခုန frame bar ကကြတော့ cancel တော့ကောင်းလာရအောင်မဟုတ်ဘူးဒါပေမဲ့သူ့မှာအဲ့ဒီ will ပုံစံလေးရှိတယ်ပြီးတော့ speed ရှိတဲ့အခါမှာ recovery ကိုပို့ပြီးတော့အားကိုးရနိုင်တဲ့အခြေအနေကျွန်တော်မြင်ရတယ်ပြီးတော့သူ့ရဲ့အသာချက်ကဒီ arno က speed အဲ့လောက်ကြီးမမြန်ဘူးပြီးတော့ဒီဘောလုံးကို receive လုပ်ဖို့အတွက်သူကအများကြီးပြေးလိမ့်မရှိဘူးအဲ့တော့ तू ကပေးတယ်လို့ဖြစ်နေရပေါ့နော်ဒီညမှာကျတော့ frame bar က तू ကလက်ခံတယ်လို့ဖြစ်တယ်အဲ့တော့ liverpool မှာပေးမဲ့ကစားသမားတွေရှိတယ်ခန်းစစ်မှာဟာ van dyke corner တွေ ပြီးတော့ Queen Leia Grafenberg Backalister အကောင်လုံးကဒီ press quality မြင့်တဲ့လူတွေဖြစ်တယ်ဗောနော်အထူးသဖြင့်ဒီ Grafenberg ရဲ့ Konate ရဲ့ဒီ Van Dijk ရဲ့ထိုင်သားမဲ့အထိုင်ကနေဒီဘောလုံးနေ fit သူ့ကို fit လုပ်ပေးမယ်ဗောနော်အထူးသဖြင့် Van Dijk စီကလောင်းဘောတွေကတော်တော်လေးကိုအဲကြောက်ဖို့ကောင်းတဲ့ fit ဖြစ်လေရှိတယ်အဲ့ခါမှာပုံမှန်အားဖြင့် Sala ကအဲ့ဘောလုံးတွေလက်ခံယူရလေရှိတယ်အဲ့တော့ Sala လက်ခံယူရင် Sala ကဂိုးပေါက်နဲ့ဝေးသွားတဲ့အခါမှာဒီ Liverpool က central area ရဲ့ creative force ကလည်းနေတဲ့အခါမှာအဲ့ဒီအာယုံဆိုင်ဆရာ Sala ပဲရှိတယ်ဗောနော် တော့ခုနကလိုအခြေအနေမှာ frame ပေါင်ကဘောလုံးရရှိလက်ခံရရှိမယ်ဆိုဆာလာအလေအလေနည်းနည်းလေးအတွင်းကြကြလေးသူနေရာယူထားနိုင်မယ်အဲ့ဒီခါမှာပိုကြောက်စရာကောင်းတဲ့ force အနေနဲ့လေဘာဘူးကတိုက်ခိုက်နိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်ရတယ်ဒါတော့ tight sit ဘိုင်းနဲ့ဒီ frame ပေါင်ရဲ့ဒီရှီရင်ဆွဲစွမ်းဆောင်ရည်ကိုထည့်အတွင်းတက်ချွတ်တာပေါ့နော်ပြီးတော့ဒီ can sit အမြင်နဲ့ထပ်ပြီးတော့ကျွန်တော်တို့ကြည့်တဲ့ခါမှာကစားကွက်တိဆောက်တဲ့နေရာမှာတော့ဒီ frame ပေါင်ကခက်ရှိ့ ကိုတော်တော်လေးတက်ပရဖို့ရှိတယ်။အဲလိုအပ်တဲ့ညာဘက်အချမ်းကိုတော့ကိုနာတေကထုံးစံလာသူညာဘက်ကိုဆွန်းဆွန်းလေးထွက်ပြီးယူသွားမယ်။ကိုနာတေကိုပန့်ဖို့ဖို့အတွက် graph ဘက်ကညာဘက်လေးကိုစွန်းပြီးတော့ဒီရှိနေမယ်။ပြီးတော့ဒီအရှိကနေရှိမယ်ဒီ soft box line soft box line ရဲ့ကစားဟန်ကလည်းညာဘက်ကိုရှိနေပေါ့နော်။အဲ့တော့ဒီ cancel အခြေအနေတွေကို recovery လုပ်ဖို့အတွက်ခုနကကစားသမားတွေကဒီ backup အခြေအနေမှာညာဘက်ကိုရှိပြီးတော့ frame bound တို့ဆာလာတို့ကတိုက်စစ်ဘက်ကိုသွားမယ်အခြေအနေမှာရှိနေရလို့ကျွန်တော်ကတော့ဒီညာချန်တိဆောက်မဲ့ကစားပုံကိုကျွန်တော်ကတော့အဲ့လိုမျိုးမြင်မိပါတယ်ကို။ ဟုတ်ကဲ့ပါဒါဖင်ပောင်ကလေဒီသူ့ရဲ့ဒီလီဗာပူးဆင်းမှာဒါသူ့ရဲ့ဘယ်လိုပြောမလဲဒီအကောင်းဆုံးအခြေအနေကိုကျွန်တော်မြင်ခဲ့ရတယ်ပေါ့လေသူစက်တစ်မှာလည်းသူကစားခဲ့တယ်နောက်ပြီးတော့ဒီလီဗာပူးဆင်းမှာလည်းအလွန်ဆုံးရောက်မလာခင်သူသူ့ရဲ့ကစားဟန်ကဘယ်လိုပြောမလဲဒီဟိုအလွန်ဆုံးရောက်လာမှသူကဝင်းဘက်ဆက်ဆံကစားရတယ်ပေါ့လေဒါပေမဲ့ရှေ့ရှင်ကြီးပြနေမှာတော့ तू อ่ะဒီ full back system ကိုစားတယ်အဲအဲ့လိုမျိုးဆိုတော့အခု liverpool ကိုရောက်လာတော့တေချာတော့ तू อ่ะဒီ full back system ကစားရမှာပေါ့လေ full back system ကစားမှာဆိုတော့ဒီလိုမျိုး ဟိုနေရာအလှည့်ပြောင်းဒီလိုမျိုးဟိုနီးပြောင်းအလှည့်ပြောင်းနေကြမှာဒီနောက်ပြီးတော့သူ့ရဲ့ level အစ်စ်မှာရောဒီချက်ချင်းကစားမှာဆိုတော့သူ့အနေနဲ့အခက်ခဲရှိနိုင်လားဒါမှမဟုတ်ဟိုဘယ်လိုပြောမလဲဟိုဒီကလော့တော့မှာပေါ့လေဒီအလက်ဇန္ဒာအာနိုကဒီကလော့လက်ထက်မှာသူရှေ့ကိုအရန်လိုက်တက်ကစားနေတဲ့အချိန်မှာသူ့နေရာကိုဒီဒင်းဟန်တာဆန်တို့ဒီဖာဗင်နိုကဝင်ကူပြီးတော့ဒီဘယ်လိုပြောမလဲဒီပိုလီရှယ်စီဗီနီနဲ့ဒီဘယ်လိုပြောပါ sorry ဟိုပိုလီရှယ်ဖူးဘက်နေနဲ့ဝင်ပြီးထောက်ပြီးတော့ကစားပြီးတယ်ပေါ့လေအခုဒီဟာမှာရောဒီဟိုဂရာဗန်ဘက်တို့ ဒီကစားသမားတွေကအဲ့လိုမျိုးရှေ့ရဒီကစားသမားတွေလိုမျိုးလိုမျိုးဖြည့်ရောဖြည့်ပြီးတော့ကစားပြီးနိုင်မှာမလားဟိုဘယ်လိုလဲမသိဘူးသူကဘယ်လိုပြောမလဲဆိုတော့ဒီ graban bank ရဲ့ဒီအနေထားလေးပေါ့လေအဲ့အဲ့အဲ့အနေထားလေးကိုချက်ရှင်းပြပါအောင်ဗျဟုတ်ကဲ့ဗျဖြည့်ကစားပေးမယ်လို့ကျွန်တော်ယူဆရတယ်လက်ရှိအခြေအနေလက်ရှိအခင်းအကျင်းအရဒီပုံမှန်အားဖြင့်လီဗာပူးရဲ့ခံစစ်နေရာယူပုံကဒီဗန်ဒိုက်က LCB ကိုနာတေရဲ့ RCB ပေါ့နော်ဒါပေမဲ့ဗန်ဒိုက်ရဲ့နေရာယူပုံက ဒီကိုယ့်ရဲ့ position အခြေအနေနဲ့အခြေအနေအများစုမှာအလေတက်တက်နှလုံးချက်နေရာမှာရှိတာများတယ်။ကိုနာတည်းညာဘက်ကိုယွန်းယွန်းဖြစ်နေရများတယ်။ပြီးတော့ဒီအာနိုကကျတော့ကွင်းလယ်ညာဘက်ပုံစံမျိုးမှာများတယ်ပေါ့နော်။အဲ့တော့အဲ့ဒီ setup ကအထိုင်ကျပြီးသားဖြစ်တဲ့အတွက်တို့ဒီကစားနေကြဖြစ်တဲ့အတွက်တော်တော်လေးအဆင်ပြေတယ်။ပြီးတော့ကျွန်တော်ခုနရှိမှပြောသလိုပဲကွင်းလယ်မှာ graphen back graphen back ကညာဘက်ရဲ့ဒီ loop hole တွေကိုဖြည့်ပြီးဖြည့်ကစားပြီးတာများတယ်။ဘယ်ဘက်ချမ်းမှာကျတော့ပြောမှဆိုရင်ဘယ်ဘက်ချမ်းမှာဒီပြီးခဲ့တဲ့ရာသီရဲ့ sample ပေါ့နော်။ဒီနှစ်မှာတော့ ပဲတော့ခဲ့လို့ပြောင်းဖို့ရှိရဲဒါပေမဲ့မတစ်ကဆိုရောဘတ်ဆန်အဲရောဘတ်ဆန်အရင်မခန့်စစ်အရင်အလောက်မကောင်းတော့ဘူးအဲ့တော့ဒီဘဲတော်မှာကစားတဲ့ကက်ပူတို့ပြီးတော့လူးဝစ်ဒီယက်စ်ပဲဖြစ်ဖြစ်ဒီကစားသမားတွေရဲ့ခန့်စစ်ဘောရိတ်ကတော်တော်လေးကိုမြင်တယ်ဆာလာလို့မဟုတ်ဘူးပေါ့နော်ဆာလာတိုက်စစ်တောင်းပို့ယူခုနကစားသမားတွေဘောရိတ်ကအရင်မြင်တဲ့အခါဘဲဘက်ချန်ကိုအဲသူတို့တောင်းမန်ကစားသမားတွေနဲ့ပဲကာကွယ်လေးရှိတယ်ညာဘက်ချန်ကတော့အလိုမဟုတ်စင်ထရယ်ပလေးယာတွေအညာဘက်ချန်ကိုကာကွယ်လေးရှိတယ်ပေါ့နော်အဲ့တော့ခုနဒီအရှိတော်ကလို့ကိုဝင်ပြောသလိုပဲဟန်ဒါဆန်တို့ ဒီကာကွယ်ရေးပုံစံနဲ့လက်ရှိလီဗာပူးရဲ့ pattern ကအဲဒီတူတူပဲအရင်ကြီးမကွာဘူးပေါ့နော်တယောက်တစ်ယောက်နဲ့ကစားဟန်ကွာချလို့ပုံစံမတူပေမဲ့သူတို့သွားနေတဲ့ဒီ UI ချက်နဲ့ objective ကတော့တူတူပဲအဲ့တော့လက်ရှိလီဗာပူးကအဲ့ဒီပုံစံကိုကစားတက်ပြီးသားလို့ပြောလို့ရတယ်ပြီးတော့ဒီ frame ball ရဲ့အဲဒီလီဗာပူးရဲ့ပုံစံနဲ့ကိုက်ညီမညီပေါ့အဲ့တော့အလွန်ဆိုရဲ့အသင်းနဲ့ Arsenal ရဲ့အသင်းနဲ့ကအရင်ကြီးကွာမနေဘူးကစားကွက်ပဲကွာလားကစားကွက်ကဒီကျွန်တော်တို့ဒီ initial ချတဲ့ 3412တို့3412အစရှိသဖြင့်ဒါ433423တို့အစရှိရဲ့နေရာမှာ꽈ပဲမယ်တကယ်တမ်းအင်ပလေးထဲမှာကအများကြီး꽈မနေဘူးနောက်ဆုံးမှာ315လို့ပုံစံမျိုးမှာပဲသွားပြီးတော့ဒါ basic ကစားရင်စုံတယ်ပေါ့နော် can sit ကစားတဲ့အချိန်မှာတော့ဒါ5 back တွေပါတယ်တော့ဖြစ်သွားလိမ့်ရှိတယ်ပေါ့အဲ့တော့အဲ့ဒါက frame bounder ပြဿနာဖြစ်တယ်လို့ကျွန်တော်တို့မထင်ဘူး frame bound ကိုယ်တိုင်လည်း athletic မှာပြီးတော့ Manchester City လူငယ်အသင်းမှာပြီးတော့ဒီ Liverpool ဆင်မှာကုန်ကိုပြောရရင်ဒီအလွန်ဆိုရောက်လာတဲ့အချိန်ပထမရာသီဟုတ်ပါပေါ့နော် ဲ့တော့ဒီတန်းစင်းစုံကနေဒီ Europa League place ဒီရောက်ဖို့အတွက်သူစွဲတင်တဲ့နေရာမှာအလွန်ဆိုက4 back သုံးလာ3 back သုံးတာမဟုတ်3 back ကဒုတိယရာသီမှာပြန်သုံးတာဖြစ်တယ်အဲ့4 back သုံးတဲ့အခြေအနေက sample တွေနဲ့ကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုရင်ဒါကျွန်တော်ပြန်ပြီးတော့ကြည့်ကြည့်ပြီးသွားပြီပေါ့နော်ကြည့်ကြည့်ရဲ့အခါမှာတော့အဲ့ဒီကောင်းကောင်းကျွမ်းကျင်ကျင်ကစားတတ်တဲ့ပုံစံမြင်ရတယ်တိုက်စစ်အားတန်နဲ့ဒါ4 back တရားဖြစ်တယ်ခန်စစ်အားနဲ့ချက်တချို့ရှိတယ်ဒါပေမဲ့အဲအရင်ညံ့ဖြစ်နေပြီးတော့ဒီပုံစံလုံးဝကစားလို့မရတော့တဲ့ဝင်းဘတ်ဖြစ်နေရတော့မဟုတ်ဘူးဥပမာမာကော့စ်အလွန်ဆိုဆိုရင် အဲဒီ LB ကစားရတယ် LWB ကစားတာသူ့ရဲ့စွမ်းဆောင်ရအရန်กว่าဒါပေမဲ့အခုဒီ frame bound ပုံစံမျိုးอ่ะအဲ့လောက်ကြီးกว่าမှမဟုတ်ဘူးပြီးတော့ Liverpool ရဲ့ကစားဟန်ပုံကဒီသူ့ရဲ့ right back က wing back ပုံစံဖြစ်နေမှာဖြစ်တဲ့အတွက်အဲဒီပြဿနာအကြီးမရှိဘူးလို့ကျွန်တော်တို့ဒါလက်ရှိကျွန်တော်သိထားရတဲ့ဒီအချက်လက်တွေအရာပြီးတော့ဒီကစားသမားကစားခဲ့တဲ့အမှတ်တမ်းတွေအရာကျွန်တော်တို့အဲ့လိုသုံးသပ်လို့ရတယ်ခင်ဗျာဟုတ်ပါတယ်တေချာတော့ frame bound ကလက်ရှိဒီဥရောပမှာတော့ဒီအကောင်းဆုံးညာနောက်ခံနေတဲ့က ဒါတူးလည်းဖြစ်တယ်နောက်ပြီးသူရဲ့ဒီ goal ပောင်ပတ်သက်မှုတွေတော်တော်ကြီးအန်ဝအန်ဝလောက်ဆရာကိုကောင်းနေတယ်ပေါ့လေအဲအဓိကတော့ဒီသူရဲ့ဒီ four back ကစားတဲ့နေရာမှာလည်းဒီအလွန်ဆိုမရောက်ခင်မှာတော့ဒီအခု sorry league ကိုပြောင်းသွားတဲ့ Musa Diaby နဲ့ဒီ frame ပောင်နဲ့ဒီညာချမ်းမှာအတူတူတွဲပြီးကစားဖို့တယ်အဲ့တုန်းကလည်းတော်တော်လေးအဆင်ပြေတာကျွန်တော်တို့လည်းတွေ့ရတယ်ပေါ့လေအခုလက်ရှိဒီ frame ပောင်ရောက်လာတယ်နောက်ပြီးတော့အသင်းမှာလည်းဒီလူငယ်ကစားသမားလေး corner bread တွေကိုလည်းဒီဘယ်လိုပြောဟိုစာချုပ်တက်တန်းလည်းတိုးထားရဆိုတော့အခုအခုလာမဲ့ဒီရာသီတက်မှာဒီ frame ပောင်နဲ့ corner bread တွေတို့ရဲ့ဒီ သူဘယ်လိုပြောမလဲအနည်းပြအနေနဲ့ပေါ့လေဟိုနေရာလူရောမယ့်အခြေအနေလေးရောရှိလားဗျအဲ့ဒါလေးဆက်ပြောပြီးပါဦးအဲနေရာကတော့လူဟာနိုင်တယ်ပေါ့နော် Bradley ကဒီပနစ်ကန်နည်းနည်းလေးကျသွားတယ်ဒါပေမဲ့အရှိမပြတဲ့အခြေစွမ်းတော်တော်ကြီးကိုကောင်းတယ်အဲ့ခြေစွမ်းပြတ်မမီသေးတာပေါ့နော်အဲ့လိုပြတ်မီလာရင် Bradley ဟာဒီပွဲထွက် right back တယောက်ဖြစ်နိုင်တဲ့အခြေချင်းရှိတယ်ပေါ့နော်အဲ့တော့ Frimpong က Frimpong အနေနဲ့ဒီ သူ့ရဲ့ခြေစွမ်းတသက်မတည်းထိန်းနိုင်မှုလို့လည်းမထိန်းနိုင်တော့ corner bradley ကလူယူမှာပဲ alexander anosi ကတော့ game time တချို့ကိုယူနိုင်ခဲ့တဲ့ကစားသမားဖြစ်တယ်ပြီးတော့အဲဒီ anders slot ဟာသူ့ကစားသမားတွေရဲ့ injury prevention နဲ့ဒီ workload management ကိုတော်တော်လေးကင်တွယ်လေ့ရှိတဲ့နည်းပြဖြစ်တယ်အဲဒီအခါမှာ theta bout frame bound အနေနဲ့လောကဒီ euro 35သန်း euro 30ဝန်းကျင်နဲ့ရောက်ရှိလာတယ်ဥရောပရဲ့ဒါနာမည်ရ rival တစ်ယောက်ဖြစ်တယ်အဲဒီ ဂုံပုတ်တွေလောက်နဲ့ဒီ rivet အရာကိုပိုင်ယူထားလို့မရဘူးပေါ့နော်အဲ့တော့သူ့အနေနဲ့အများကြီးလုံးပြရဆရာရှိတယ်။အဲ့လုံးပြရဆရာတွေပြင်ပြီးမှသာသူနေရာမပြောင်းမှဖြစ်တယ်။သူမဟုတ်မဟုတ်ရင်တော့ corner bread layer ဒီနေရာကိုကောင်းကောင်းချင်းချောက်လိုက်မယ်ပေါ့။အဲ့တော့လက်ရှိအခြေအနေမှာတော့70 30လောက်အနေထားရှိတယ်။70 30လောက်အနေထားနဲ့တော့ဒီ rivet ပုံစံကသွားမယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်ဗျ။ဟုတ်ပါတယ်ဒါ frame bound ရဲ့ကစားဟန်အရာတော့ဒါတော်တော်လေးကိုသူစီကဒီ ဟိုနောက်ကနေပေါ့လေဒီ long pad တွေပေးပို့ရလေနဲတယ်သူကအဓိကတော့ data forward run နေတာအဲနောက်ပြီးတော့ဒီ overlapping run နေနဲ့နောက်ပြီးတော့ဒီ area တွေကိုသူအနေနဲ့ဒါ low cross တွေဖြတ်တင်နေပေါ့လေဒီမျိုးဖြတ်တင်နေအနေထားလေးမှာဒီကြတာတော့ဒီ sala အတွင်းဝင်မယ်ဒီဟိုနောက်ပြီးတော့ striker တယောက်ရှိမယ်ပေါ့လေဒီကစားသမားတွေကတော့ပို့ပြီးတော့သူစီကဒီဘယ်လိုပြောမလဲဟိုသူစီက low cross တွေကနေတော်တော်များများကိုအခွင့်အရေးရနိုင်မယ်လို့လေကျွန်တော်တို့ဒီမျှော်လင့်ရတာပေါ့လေအဲနောက်ဆုံးဒီ frame bound ရဲ့ အဲအထူးသဖြင့်ပေါ့လေသူ့ရဲ့ဒီလူကြုံထောင်ချောက်တွေထွက်တာတို့နောက်ပြီးတော့သူတိုင်းမရန်နေရလဲဒါလဘပူရဲ့ဒီညာချမ်းကိုဟိုတိုက်တိုက်စစ်ပိုင်းအတွက်ပေါ့လေဒါအဓိကအကျိုးပြုမယ်လို့လည်းထင်တယ်အဲ့တော့ဒါစေသူနေနဲ့ဒီဖရမ်ပေါင်းနဲ့ပတ်သက်ပြီးနောက်ပေါ့လေဒီဘာများဖြစ်ဆွတ်ပြောကြည့်သေးလဲမသိဘူး ဟုတ်ကဲ့ဒါကိုဝင်ပြောမှပဲကျွန်တော်သွားပြီးတော့စဉ်းစားမိတာပေါ့နော်တစ်ချက်ဒီ Sala Creator ပုံစံနဲ့ဘောလုံးကိုကင်ပြီးတော့ဒီရာသီမှာကျွန်တော်တို့မြင်ရသလိုအနေအများရဲ့ဘောလုံးနဲ့ထုတ်တဲ့အချိန်မှာ Frame Bound ရဲ့ဒီအမြန်နှုံးနဲ့ဒီလူချုံထောင်ချောက်ဖောက်ထွက်မှုပြီးတော့ Running Behind ပေါ့နော်ပြန်ဘက် Cancel နောက်ကိုပြေးထွက်မှုတွေရာလဲကျွန်တော်တို့တော်တော်အနေအများလာနိုင်တဲ့ Liverpool ရဲ့နောက်ထပ် Attacking Variation တစ်ခုဖြစ်နိုင်တယ်ပြီးခဲ့တဲ့ရာသီမှာဒီ Frame Bound ရဲ့ Penalty Area အတွင်းဝင်ရောက်မှုနှုံးအဒီ Tight Zone နဲ့ဝင်ရောက်မှုနှုံးကအရင်မြင်တယ်တော်တော်ကြီးကိုမြင်တယ်ပေါ့နော်အဲ့တော့ Right attacking midfielder တယောက်နှုံနဲ့ထပ်တူတော့ရှိရပေါ့เนาะအဲ့တော့အဲ့ဒီစွမ်းဆောင်ရည်ကိုဒါဆာလာနဲ့ညပြီးတော့သုံးဆွဲနိုင်ကြည်လည်းရှိရတဲ့အတွက်ဒါ extra threat တစ်ခုအနေနဲ့ကျွန်တော်တို့ဒါမြင်ရနိုင်တယ်ပေါ့เนาะအဲ့ဒီချက်လေးဒါဖြစ်ဆက်ပြီးတော့ပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါတော့အခုလို frame bound နဲ့ပတ်သက်ပြီးတော့ဒါပြည့်ပြည့်စုံလုံးဖြစ်ကြပြီးတဲ့စီတူကိုအထူးပဲကျေးဇူးတင်ပါခင်ဗျာ soccer hop ပြည့်သက်တည်းလဲကျွန်တော်တို့ season တင်ဆက်နေမှုကိုအားရမလို့ထင်ပါတယ်ခင်ဗျာနောက် season မှာပြန်လဲဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါခင်ဗျာ